2025အခုစက်တလပိုင်းမှာ telepathy artificial bird ကလေးတယောက် top 1 list ထဲမှာအဲ့ဒါပါနေတယ်ဒါပေမဲ့ဥမာကျွန်တော်ပြောပြရမယ်စူးစမ်းပြီးလေ့လာနေတော့မယ် bird view တွေအကုန်လုံးကျွန်တော်တည်ဖို့ပြီးတော့မှာမဟုတ် 2025မှာဘာဘာဘန်ကပြောခဲ့တဲ့ဟာတွေတကယ်ဖြစ်ခဲ့လားလို့မေးရဆိုရင်အဲ့မေးခွန်းရဲ့အဖြေကိုဒီနေ့ဗီဒီယိုမှာကျွန်တော်ရှင်းပြပေးသွားမယ်။ဘာဘာဘန်ကဘယ်သူလဲဘာညာဆိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့ content မှာအရင်ချက်ချင်းဝေးဝေးကျွန်တော်မပြောနေတော့ဘူးဆိုတော့အကုန်လုံးတင်နေပြီးကြပြီထင်တယ်။ကျွန်တော်ဗီဒီယိုရဲ့ long term follower တွေဆိုရင်ကျွန်တော်တင်တဲ့အကြောင်းလေးအကုန်လုံးနားထောင်နေလူတယောက်ဆိုရင်တော့ဘာဘာဘန်ကဘယ်သူလဲ Nostradamus ဘယ်သူလဲဆိုတာတီးပြီးနေကြပြီထင်တယ်။ Okay ဆိုတော့ဒီဘာဘာဘန်က2025ခုနှစ်မှာသူဘာတွေဖြစ်ခဲ့မယ်ဆိုပြီးသူခံမှန်းခဲ့တာလေ။အဲ့ဒါတွေကတကယ်ရောဖြစ်ခဲ့တာ။တကယ်ပဲသူပြောတာတွေတကယ်ဖြစ်ခဲ့လားဘာလို့ဆိုတော့2026မှာဘာ ဖြစ်မလဲဆိုတဲ့ခံမှန်းချက်တွေကိုတော့ကျွန်တော်တင်ပေးရည်2025အခု17လပိုင်းမှာကျွန်တော်ရိုက်တဲ့ဗီဒီယိုမှာဒီ17လတီတီတလပိုင်းကနေ17လတီတီဖြတ်တန်းတဲ့ကာလမှာတကယ်ပဲဘာဘာဘာငယ်ဟိုးနှစ်ပေါင်းများစွာပြောခဲ့တဲ့ဟာတွေကတကယ်ဖြစ်နေခဲ့တာလားဒါမှမဟုတ်သူပြောတာတွေကိုလည်းတကယ်မဖြစ်ခဲ့ဘူးလားဆိုတော့ကျွန်တော်တို့ဒီ research တလုပ်ကြမယ်နံပါတ်1ချက်ဘာဘာဘာငယ်2025မှာသူခံမှန်းခဲ့တဲ့အချက်နံပါတ်1ချက်ကဘာလဲဆိုတော့ artificial birth ကျွန်တော်တို့လူကိုယ်တိုင်ကိုဝင်မဆောင်မဲနဲ့ဟိုမှာ lab အခန်းထဲမှာထွက်လာပြီးတော့ကိုဝင်ဆောင်မှုတစ်ခုဖြစ်လာမယ်ဆိုပြီးသူပြပြလာခဲ့တယ်။ကျွန်တော်ပြပြချင်တဲ့သဘောတရားပါဗျာ။ခလေးတယောက်မွေးတော့မယ်ဆိုရင်မိခင်အနေနဲ့ကိုလာလွယ်ပြီးဆယ်လဖွားတဲ့ process ကြီးကိုအကုန်လုံးကြော်လုံပြီးတော့မှ main gene မှာရှိတဲ့23 chromosome ယောက်ျားလေးမှာရှိတဲ့23 chromosome အဲ့ chromosome နှစ်ခုကိုပေါင်းပြီးတော့ lab အခန်းထဲမှာပဲဖြစ်ပေါ်လာတဲ့ခလေးတယောက် ပေါ်ထွက်လာလိမ့်မယ်ဆိုပြီးတော့2024မှာအခမ်းအနားတစ်ခုထွက်လာတယ်2025မှာဘာတွေဖြစ်မလဲဆိုတော့ကမ္ဘာကြီးရဲ့နံပါတ်1 list ထဲမှာအဲ့ဒါပါနေတယ်အဲ့ဒါတကယ်ဖြစ်လာလားလို့မေးရဆိုရင် yes တကယ်ဖြစ်လာတယ် lab အခမ်းအနားမှာ clean မှုတဲ့ process ကကျွန်တော်ရင်တော့ video တစ်ခုတင်ခဲ့ပါသေးတယ်ဆိုတော့ဒီ process ဘယ်လိုဖြစ်လာလဲဒီ process တွေဘယ်လိုလေ့လာခဲ့လဲဆိုတော့ကျွန်တော်ရင်တော့ video တစ်ခုတင်ခဲ့သေးတယ်ဆိုတော့အဲ့ video တစ်ချက်တော့သွားလေ့လာကြည့်တင်တယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့တကယ်ပဲအဲ့ process က artificial bug ကတကယ် ordinary လို့ပြောလဲပါပါပါငယ်ပြောတဲ့ number 1ချက်က yes man ။နံပါတ်2ချက်ကသူဗာပြောခဲ့လေလို့မျိုးဆိုတယ်တယ်လီပသီ။တယ်လီပသီဆိုတာအဓိကကျွန်တော် Lurian process အနေနဲ့နားလည်အောင်ပြောရပဲဆိုရင်ဥပမာကျွန်တော်အခုထိုင်နေနေကျွန်တော်ခေါင်းထဲမှာအတွေးပေါင်း16000ရှိနေတယ်။အဲ့ဒီအတွေးပေါင်း16000အတွက်အကုန်လုံးဘယ်သူမှမြင်ရတာမဟုတ်ဘယ်သူမှလည်းတွေးမိမှာလည်းမဟုတ်။ဒါပေမဲ့ဒီနေရာဒီကတော့ကျွန်တော် control အောက်မှာပဲရှိနေတာ။ကျွန်တော်ရှေ့မှာရှိနေလူတိောက်လည်းဘယ်သူမှမြင်နိုင်စရာအကြောင်းမရှိဘူး။ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကတစ်ချိန်ကြာပြီ2025လေးကြာရင်လူတွေနားလည်လာလဲပဲဥပမာကျွန်တော်ကိုကြည့်တာနဲ့ကျွန်တော်ဘာတွေတွေးနေလဲဆိုတဲ့ process တွေအကုန်လုံးနားလည်နိုင်တဲ့ဤပညာတစ်ခုထွက်ပေါ်လာလိမ့်မယ်ဆိုပြီးတော့ပါပ ောင်ပေါင်းငယ်ကခံနိုင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီပညာအခုတချို့တော့မဖြစ်လာဘူး။ဒါပေမဲ့ဖြစ်လာအောင်စ조사နေတဲ့ Elon Musk ရဲ့ Neuralink ကုမ္ပဏီကတော့ရှိနေတယ်။အခုထိ조사နေတုံးပဲ။ဒါပေမဲ့အခုတတိ reality မှာတော့မဖြစ်နိုင်သေးဘူး။ဆိုတော့ဒီအရာတွေအကုန်လုံးကျွန်တော်အထင်ပြောရမယ်ဆိုရင်ဒီအရာတကယ်ကောင်းလားမကောင်းလားလို့ပြောမယ်ဆိုရင်ဒီနည်းပညာကတော့ ကောင်းတဲ့နေရာလည်းရှိသလိုမကောင်းတဲ့နေရာလည်းရှိတယ်။ဘာဖြစ်လို့ကောင်းတဲ့နေရာရှိလဲ။ဘယ်နေရာမှာကောင်းတဲ့နေရာရှိလဲဆိုကျွန်တော်ပြောရမယ်ဆိုရင်ဥပမာကျွန်တော်အလုပ်ရှင်တယောက်အနေနဲ့ဒီဝန်ထမ်းတယောက်ကိုခန့်တယ်လားမခန့်တယ်လားဆိုတော့သူ့ရဲ့အတွေ့ process တွေအကုန်လုံးကျွန်တော်နားလည်ပြီးတော့မှခန့်တယ်မခန့်တယ်သူ့ရဲ့ attitude ကဘယ်လိုရှိလဲသူနဲ့အလုပ်တင်မလုပ်တင်ဆိုတဲ့ဟာကို analyze လုပ်ပြီးတော့မှလုပ်တယ်ဆိုရင်ဒီ process ကအဲ့နေရာမှာကောင်းတယ်။ဒါပေမဲ့တချို့မကောင်းတဲ့နေရာကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ press တစ်ခုဆိုတာရှိတယ်ဗျာ။ဥမာလူတယောက်ကိုကျွန်တော်ဘာပြောမလဲဆိုတာမသိဘဲနဲ့နေတာဟိုကအဲ့ဒါဟို feeling တစ်ခုဗျာ။ဥမာကျွန်တော်ပြောပြရမယ်။ ဆိုတော့ကျွန်တော်ကောင်မလေးတယောက်ကျွန်တော် propose လုပ်ထားတယ်အဲ့ကောင်မလေးကသူ yes ဖြေမလား no ဖြေမလားဆိုတော့မေးခွန်းတစ်ခုအောက်မှာကျွန်တော်ကမသိသေးဘူးဆိုတော့ခံစားချက်တစ်ခုရှိတယ်အဲ့ခံစားချက်ရှိမှလားကျွန်တော် love ဆိုတာ develop ဖြစ်တာတကယ်လို့မဟုတ်ဘူးကိုကတကယ်လို့ propose လုပ်ကြလို့မှသူဘာပြောမလဲကိုကတိတ်နေပြီးသားဆိုရင်အဲ့ခံစားချက်ကြီးကမကောင်းဘူးဗျာ life ဆိုတာ surprise ရှိမှပဲခေါင်းတာမနေ့ပြန်ဘာဖြစ်မလဲဆိုတော့တိနေကျွန်တော် life ကအရင်ကပြင်းစရာကောင်းသွားလိမ့်မယ်မနေ့ပြန်ဘာဖြစ်မလဲမသိတာကကျွန်တော်တို့ဘဝတလုံးကစိတ်ဝင်စားစရာကောင်းတာဆိုတော့ဒီနေ့ပညာကောင်းတဲ့နေရာရှိတယ်လို့မကောင်းတဲ့နေရာလည်းရှိတယ်ဒါပေမဲ့အခုတတိတော့အဲ့နေ့ပညာကတော့ ထွက်မလာသေးဘူးဆိုတော့2025မှာနံပါတ်2အချက်2025ရဲ့ခံမှန်းချက်တွေကပေါပေါပန်းကြီးနံပါတ်2အချက်ကကြတော့မှားတယ်တကယ်မထွက်လာခဲ့ဘူးဆိုတော့နံပါတ်3အချက်ကဘာလဲလို့မေးလို့ဆိုရင်ကျွန်တော်တို့ကဘာကနေပြီးတော့တခြားကဘာနဲ့တွားပြီးတော့စကားပြောနိုင်လာလိမ့်မယ်ဆိုပြီးတော့သူခံမှန်းခဲ့တယ်ဆိုတော့အဲ့ဒါတကယ်ဖြစ်လာလားလို့မေးလို့ဆိုရင် yes ဖြစ်လာတယ် ကဘာမြင်ကြီးကနေပြီးတော့တခြားကဘာပေါ်သွားပြီးအဲ့ကနေပြီးတော့တစ်ဆင့်လူတွေပြန်ပြီးစပြန်ပေါ့ဥပမာကျွန်တော်ကဘာမြင်ကြီးကနေပြီးတော့တခြားကဘာနေစကားပြောနိုင်မယ်ဆိုတော့တခြားကဘာမှာရှိတဲ့ဂျူသားတွေနဲ့စကားပြောမယ်လို့ပြောချင်တာမဟုတ်ကဘာမြင်ကြီးမှာရှိတဲ့လူတယောက်ကတခြားဂျူတကူကိုသွားမယ်အဲ့ပေါ်မှာမတက်ရက်ပြီးတော့အဲ့ကနေပြီးတော့ကဘာမြင်ကြီးစင်ကနေလှမ်းပို့နိုင်ရင်ပဲကျွန်တော်တို့ကတခြားကဘာနေစကားပြောနိုင်တဲ့အခြေအနေဖြစ်သွားပြီဆိုတော့အဲ့ဒါတကယ်ဖြစ်လာလို့မရဆိုရင် yes ဖြစ်လာတယ်လာကဘာနေကျွန်တော်စကားပြောနိုင်တယ်ပြီး mass နဲ့ကျွန်တော်စကားပြောလာနိုင်တယ်ပြီဆိုတော့လူသွားပြီးစကားပြောလာနိုင်တယ်ပြီလို့ကျွန်တော်ပြောပြချင်တယ်တခြားဂျူတွေနဲ့တော့အခုလက်ရှိထိရောစ조사ပြီးလေ့လာနေတော့မယ် but အာ reality မှာဆိုရင်ဒီနံပါတ်3အချက်ကဘာပေါ့ပန်းငယ်ခံမှန်းခဲ့တဲ့နံပါတ်3အချက်ကကြတော့ yes ဖြစ်ခဲ့တယ်နံပါတ်4အချက်အနေနဲ့သူဘာခံမှန်းခဲ့လေလို့မေးတယ်ဆိုရင်ကျွန်တော်တက်ခွဲကန်းထဲမှာထိုးလို့လာတဲ့လူရဲ့အတွဲမိုင်းဆိုင်ရာကလီစာတို့ပါတို့လူတွေကိုအစားထိုးလာနိုင်မယ်ဆိုပြီးတော့သူပြပြခဲ့တယ်ဆိုတော့ဥပမာကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့နှလုံးကြောက်ကပ်အသက်အဲ့ဒါတွေပျက်စီးသွားပြီဆိုရင်ကျွန်တော်လူတစ်ယောက်ရဲ့ဟာကိုကျွန်တော်အစားပြန်ထိုးရတယ်ဥပမာလူတစ်ယောက်ကဥပမာဒီလူကအရန်စလိတ်တောက်တယ်ဒီလူတို့အဆုတ်မကောင်းဆို less မကောင်းဆိုရင်တော့ less ကောင်းတဲ့လူတစ်ယောက်ရှင်ရနေပြီးတော့သူကတခြားအတူမကောင်းသူရှင်ရနေပြီးတော့သူ့ရဲ့ခွင့်ပြုချက် နဲ့ယူပြီးတော့ကျွန်တော်တို့ပြန်ထည့်ပြီးတော့ဒီလိုတယောက်ရှင်မှာပြန်သုံးလို့ရတယ်။တချို့ကြတော့ kidney ကအစပြန်ထည့်သုံးတာရှိတယ်။ဒါပေမဲ့ kidney ပြန်ထည့်သုံးတဲ့ process ကကြတော့အရန်ကြီးပါတယ်။ ဆိုတော့တချို့သောသွေးတွေတချို့သော DNA တွေတူတော့မှပဲ kidney ကအလုံးလုံးတယ်ဆိုပြီးတော့ကျွန်တော်ကြားခဲ့ဘူးလေဆိုတော့ဒီဟာတွေကအပြင်းထန်ရဲ့လက်တီမှာတကယ်လူတယောက်ရှည်ရမထုတ်ဝင်နေအောင်မှာတက်ခွဲကန်းတစ်ခုထဲမှာဒီလို process တွေအကုန်လုံးဥပမာတက်ခွဲကန်းထဲမှာကြောက်ကောက်ကိုကျွန်တော်ထုတ်ဖို့ကြောက်ကောက်ရဲ့အဓိကအလုံးလုံးပုံကဘာလဲဆို pancreas ကအဓိကအလုံးပုံကဘာလဲနှလုံးရဲ့အဓိကအလုံးလုံးပုံကဘာလဲအဲ့ဒါတွေအကုန်လုံးရဲ့အဲ့ process တွေအကုန်လုံးတက်ခွဲကန်းထဲမှာထုတ်ဖို့ပြီးတော့အခုလက်ရှိထိလူတွေအစားထိုးနိုင်ပြီလားလို့မေးရဆိုရင် DI တစ်ဆယ်ရာခိုင်နှုန်းလောက်ကတော့လုံနိုင်နေပြီလို့ပြောလို့ရတယ်။ဒါပေမဲ့100%တိတော့အခုဒီဘယ်သူမှအမှမခံသေးဘူး။ဆိုတော့ကျွန်တော်ဒီဟာအောင်မြင်လားကြာရှုံးလားလို့မေးရဆိုရင်ဒါအောင်လဲမအောင်မြင်ဘူးကြာလဲမကြာရှုံးလို့ပြောလို့ရတယ်။ဒါအလဲမှာရှိနေတယ်။အမေရိကန်25မှာဒီနည်းပညာရေးသူထွက်ပေါ်လာမယ်ဆိုပြီးသူပြောတဲ့စကားက အတွက်ဆိုရင်တော့မှားတယ်ဒီဒီပညာတကယ်အောင်မြင်မှုမရှိသေးဘူးဒါပေမဲ့ထွက်ပေါ်လာတယ်မှန်တယ်ဒီဒီပညာအောင်မြင်မှုမရှိသေးဘူးလို့ပြောလို့ရတယ်နံပါတ်5ချက်ကဘာလဲလို့မေးလို့ဆိုရင်ယာတိဥထုကိုလူတွေကထိန်းချုပ်လာနိုင်မယ်ဆိုပြီးတော့သူကဟောကြားခဲ့တယ်တကယ်ပဲလူတွေယာတိဥထုကိုထိန်းချုပ်လာနိုင်လားလို့မေးလို့ဆိုရင် yes ယာတိဥထုလူတွေထိန်းချုပ်လာနိုင်တယ်ဘလို့ထိန်းချုပ်နိုင်တယ်လို့ဆိုရင်ဥပမာကျွန်တော်တို့ဒူဘိုင်ရောက်တယ်ဆိုရင်ဒူဘိုင်ကဒူဘိုင်ရဲ့စဉ်းစားရင်ဒူဘိုင်ကိုမိုးရွာချင်ရွာလို့ရတယ်ဒူဘိုင်ကိုမိုးတိတ်ချင်တိတ်လို့ရတယ်ဆိုတဲ့ process ရှိနေတယ်ဆိုတော့ဒူဘိုင်ကသူတို့ cloud city နည်းပညာနဲ့မိုးရွာတဲ့နည်းပညာကိုသူတို့ခံရတာဒါပေမဲ့မိုးရက်ချင်ရက်ဖို့ ဆိုတာကလည်းကောက်စီတီနီးပညာကိုတုံးပြီးတော့မိုးရွာတာမှာမိုးရဲချိန်ရက်လို့ရတာတကယ် original ရွာတဲ့မိုးကိုသူတွားပြီးတော့ရက်လို့မရအောင်ဆိုတော့အဲ့ဒါကြတော့ဒူဘိုင်းအနေနဲ့ဖြစ်နိုင်တယ်တခြားစင်ကာပူအနေနဲ့ဖြစ်နိုင်ပေမဲ့တခြားတချို့နေရာတွေကြတော့ဖြစ်နိုင်တာလေးရှိနေသေးတယ်ဒါပေမဲ့ကမ္ဘာနဲ့ချီပြီးကျွန်တော်တို့ကြည့်မယ်ဆိုရင် yes ဒီဟာတကယ်အောင်မြင်တဲ့နီးပညာဆိုပြီးတော့ပြောလို့ရတယ်နံပါတ်6အချက်ကသူဘာပြောခဲ့လဲဆိုတော့တကယ် failure အကြီးလို့ပြောလို့ရတယ်ဆိုတော့ဒီနံပါတ်6အချက်ကကြတော့2025မှာမှမဟုတ်ဘတော့မှမဖြစ်နိုင်လို့ဆိုပြီးတော့ကျွန်တော်အနေနဲ့ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့သူကနံပါတ်6အချက်နေတဲ့ time travel တွေ ယ်လုံနိုင်တယ်လို့ပြောတယ်အတိုင်းထွားပဲကြောင့်ကျွန်တော်တို့ပြောမယ်ဆိုရင်ဒီနေ့အခုလက်ရှိဆိုရင်နိုဝင်ဘာလ14ရက်နေ့အဲ့နိုဝင်ဘာလ14ရက်နေ့2025ခုနှစ်ကိုကျွန်တော်ကအတိုင်းထွားပဲဆက်တစ်ခုကျွန်တော်ထားပြီးတော့နိုဝင်ဘာလ14ရက်နေ့2026ခုနှစ်မှာဘလို့ကျွန်တော်ရှိနေမလဲဆိုတော့ကျွန်တော်သွားလေ့လာတယ်ကျွန်တော်အဲ့နေရာမှာနေလိုက်တယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ဒါတိုင်းထွားပဲလို့ပြောလဲကျွန်တော်ရှိပြီးသားနေရာနေပြီးတော့အရှိ့ကိုသွားမယ်ရှိပြီးသားနေရာနေပြီးတော့နောက်ကိုဆုံးမယ်2024ကိုကျွန်တော်သွားမယ်2025ကိုကျွန်တော်သွားမယ်ဆိုတော့အဲ့လိုမျိုးအခြေအနေတွေကိုကျွန်တော်ပြန်ပြီးလေ့လာကြည့်မယ်ဆိုရင်ဗျာ โอเคကျွန်တော်2026ကိုသွားမယ်ဒါပေမဲ့2025မှာကျွန်တော်ဘာတွေလုပ်ခဲ့မှာလဲကျွန်တော်လုပ်ခဲ့တာတွေလည်းအကြောင်းရင်းအအနေနဲ့အများတော့ရှိနေလဲအဲ့ဒါတွေကဘာတွေဖြစ်နေမလဲ plain ကျွန်တော်2026ကိုကျွန်တော်ရောက်သွားပြီကျွန်တော်တနေ့မှာတော့ထိုင်ရင်လို့မရအောင်အဲ့ချက်မှာကျွန်တော်2025မှာလုပ်ခဲ့တဲ့ process တွေကဘာတွေရှိနေမလဲကျွန်တော် mentality ကဘာတွေကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကဘာတွေရှိနေမလဲโอเคကျွန်တော်2024ကိုကျွန်တော်သွားပြီးတော့ကျွန်တော်ရဲ့အတိတ်မှာရှိတဲ့တချို့ဟာလေးတွေကျွန်တော်ပြန်ပြင်လိုက်မယ်ဆိုရင်2025အခုချိန်မှာကျွန်တော်ဘာတွေဖြစ်နေမှာလဲတကယ်လို့ okay ကျွန်တော် November 14ရက်နေ့ကိုမလာဘဲနဲ့ November 13ရက်နေ့ကိုကျွန်တော်ပြန်လာတယ်ဆိုရင်ဒီနေ့မှာကျွန်တော်က9ရက်ဖြစ်နေမှာလားတရားတော် 被骗了吗？ ဆိုတော့မနေ့ကကျွန်တော်ရင်းနေတာအခြေအနေနဲ့ဒီနေ့ကျွန်တော်ရင်းနေတာအခြေအနေနဲ့လည်းကျွန်တော်တွေ့နေမှာပေါ့နောက်နေ့ကျွန်တော်ရဲ့ခန္ဓာကိုယ်အချိုးအစားပြောင်းလဲမှုရှာနောက်နေ့မှလည်းကျွန်တော်ရင်းနေတာအခြေအနေကပြောင်းလဲမှုတွေရှိနေတယ်မယ်အဲ့တော့ time travel တကယ်ဖြစ်နိုင်ဖို့ဆိုတာကကျွန်တော်ငီးပညာတွေအများကြီးလိုအပ်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်တော်တော်များများပြောရတယ်တချို့က time travel ကလာတယ် time travel ကပိုင်းမြေကြီးမှာလုံနိုင်တယ်ဆိုပြီးပြောရတယ်နိုင်လက်တန်အိမ်မှာရှိတဲ့နိုင်လက်တန်တို့လက်ထဲမှာပတ်ထားတဲ့နိုင်လက်တန်တို့အရှိန်အောင်လှည့်ဖို့ကလွယ်ကူနေပြီမယ်ကျွန်တော်တို့ time travel အချိန်ကိုကျွန်တော်တို့နောက်ပြန်သွားဖို့ရှေ့ပြန်သွားဖို့ဆိုတာတော့လုံးဝလွယ်ကူတဲ့ကိစ္စတွေမှာမပါဘူးဒီကကျွန်တော် ကြည့်တယ်မိတ်ဆွေတွေကဘယ်လိုထင်လဲတိုင်းချော်ပဲတကယ်ဖြစ်နိုင်တယ်ထင်လားဘာလို့မဖြစ်နိုင်ဘူးထင်လားကျွန်တော်အနေနဲ့တွေးမယ်ဆိုရင်တော့မဖြစ်နိုင်ဘူးဆိုတော့ကဘာမှဘာမှမရှိဘူးမှန်တယ်လက်ခံလဲဒါပေမဲ့အဲ့မဖြစ်နိုင်တာကြီးကိုကျွန်တော်တို့စူးစမ်းဖို့အတွက်ဆိုတော့အခြေတစ်ခုပေးရမယ်ဟို investment တစ်ခုပေးရမယ်ဆိုတော့အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့လုံနိုင်သွားပြီကဘာကြီးကဒါကြီးကိုတွေးရှိသွားပြီဆိုရင်တော့မှလူတိုင်းဗျာကျွန်တော်အေးရစမယ်ကျွန်တော်ပြောပြရမယ်လူတိုင်းကျွန်တော် လက်ထက်မှာအင်းဒီပညာရှိနေတယ်ဆိုရင်ကျွန်တော်ကိုချစ်တဲ့လူတွေကျွန်တော်နဲ့ပတ်သက်တဲ့လူတွေအကုန်လုံးကျွန်တော်တေးဖို့ပေးတော့မှာမဟုတ် ဆွချင်းတွေပဲဆိုတော့ဘာလူတွေဘာကြောင့်တရလဲဆိုတော့နံပါတ်တစ်ချက် accident တချို့ကြတော့ဒီအသက်ကြီးယောဂါတွေရှိတယ်ဆိုတော့သူတို့တွေ accident တွေကိုကျွန်တော်လိုက်ထားမှာကျွန်တော်မှအဲ့တိုင်းထွားပဲဆက်ချိမယ်ဆိုရင်ဥမာမနေ့ပြန်လူတယောက်ကျွန်တော်နဲ့အရန်နှီးဆက်တဲ့လူတယောက်ဆုံးတော့မယ်ဆိုပြီးကျွန်တော်တင့်နေတယ်ဆိုရင်ကျွန်တော်သူ့အဲ့နေရာမသွားဘူးကိုကျွန်တော်သူ့တားလိုက် accident သူမသေးတော့ဆိုကမ္ဘာမှာ population များလာအဲ့တော့ကမ္ဘာ population များလာပြီဖြစ်တဲ့အတွက်မှာနံပါတ်တစ်ချက်ပြဿနာအကြီးဆုံးကမှာကမ္ဘာလူကြီးထူထပ်ပြီးတော့ပမာတော့နေကြမှာလေလူတွေအခုလက်ရှိနေတော့မှာကျွန်တော်တို့ကမ္ဘာမှာမွေးတဲ့လူနဲ့တည်တဲ့လူနဲ့ရှင်နေဆိုရင်မွေးတဲ့လူကပုံများနေတာ အဲ့တော့မှကျွန်တော်ကဘာမြင်ကြီးမှာလူကြီးရထူထပ်မှုတွေအရင်တော့အလိုမျိုး inflation တွေကအရင်တော့အလိုမျိုးမရှိတော့ကျွန်တော်ဟိုးအရင်တော့ economy နဲ့အခုလက်ရှိကဘာမှာရှိတဲ့ economy နဲ့ကလုံးဝမတူတော့လုံးဝကြာဆင်းလာအောင်ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီမှာကြည့်နေတဲ့ကျွန်တော်ရဲ့ audience တွေအကုန်လုံးကဘယ်လိုထင်လဲ time travel ကတကယ်ပဲဖြစ်နိုင်တယ်ထင်လားဒါမှမဟုတ် just a theory ဆိုပြီးဖြစ်တယ်ထင်လားကျွန်တော်ကတော့ပြောခဲ့တဲ့လိုမျိုးက time travel ဆိုတာတကယ်လို့အဲ့လိုမျိုးရှိနေတယ်ဆိုရင် လူတိုင်းလက်ထဲကိုမရောက်သင့်ဘူးဆိုပြီးတော့ကျွန်တော်ယူဆတယ်လူတိုင်းထဲမှာဖုန်းရှိနေတယ်လို့ပြော time travel machine တခုသာရှိနေတယ်ဆိုရင်လူတိုင်းမှာပြဿနာရှိလာပါမယ် ဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော်လက်ထဲမှာရောက်လာတယ်ဆိုရင်ကျွန်တော်ဒီလိုပဲစဉ်းစားပါမယ်။ Okay ဆိုတော့ကျွန်တော်ကျွန်တော်နဲ့နီးစပ်တဲ့လူတွေကိုကျွန်တော်ဘာပြင်လို့ရမလဲ။ဥပမာကျွန်တော် exam ပဲကျွန်တော်တခုပြောပြရမယ်။ကျွန်တော်စာမွေးတခုဖြည့်ရမယ်။ exam paper ပါဘာတွေမေးမလဲဆိုတော့မနေ့ကတော့ကြည့်လာပြီ။ကျွန်တော်ဒီနေ့အဲ့စာပဲကျွန်တော်လုပ်ပြီးသွားဖြည့်လာတယ်ဆိုရင်ရောဒီ qualifying လူတွေပါလာမှာမဟုတ်တော့။ဆိုတော့ဒါလူတိုင်းလက်ထဲမရောက်သင့်ဘူးဆိုပြီးတော့ပဲကျွန်တော်အနေနဲ့ခံယူချက်ထားတာ။ဒီမှာကြည့်နေကျွန်တော်ရဲ့ mate တွေတင်နေအဲ့လိုမျိုးတွေးမိတာတခုခုရှိတယ်ဆိုရင်ကျွန်တော် comment မှာလာမှန်းလို့ရတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ဒီ prediction တွေကိုကျွန်တော်တို့တက်ကြည့်တဲ့အခါမှာတို့က just comment တာတွေဗျာ ဒါကြီးပဲဖြစ်မယ်ဆိုပြီးတော့ကျွန်တော်တို့ပြောပြတာမဟုတ်ပြည့်သူတို့ကလည်းတာမန်လူတွေကလူတွေပဲလူလူပဲမွေးတာလည်းလူတွေပဲဆိုတော့အဲ့ချင်းနေမျိုးမှာကျွန်တော်တို့တို့လူတယောက်အနေနဲ့ပဲကြည်ပြီးတော့ဒါလူထပ်ပို့ပြီးတော့သူကဘာမှရှိတာတော့မဟုတ်လူတယောက်အနေနဲ့ပဲကျွန်တော်တို့ကြည်ပြီးโอเคဒါ तू ပြောတာဒါလည်းမဖြစ်ခဲ့ဘူးဒါလည်းဖြစ်ခဲ့တယ်ဆိုတော့အခုမဖြစ်ပြမယ်လဲနောက်ပိုင်းဖြစ်နိုင်တာလည်းခက်ကောင်းဖြစ်နိုင်တယ်ကျွန်တော်တို့ဒီနေရာမှာ downgrade လုပ်တာလည်းမဟုတ်ဆိုတော့သူတို့တွေလို့ပြောခဲ့တယ်ဖြစ်ခဲ့တာလေဒီနေ့မှာကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ပြောတဲ့အချက်6ချက်မှာနှစ်ချက်တကယ်မဖြစ်ခဲ့ဘူးကျန်တဲ့၄ချက်ကတကယ်ဖြစ်ခဲ့တယ် ။ဆိုတော့အဲ့အချိန်နေအဲ့နီးပညာနဲ့အဲ့လိုခံမှန်းနေခဲ့တာဟိုအဲ့နေရာမှာကျွန်တော်အကြီး respect ပေးတယ်။ဘာဘာဝန်ကရောနောက်ဆိုတော့မောင်းနေအောင်လို့ဆိုတော့နောက် video တစ်ခုမှာကျွန်တော် Simpson cartoon မှာ2016မှာ bio prediction ရှိတယ်ဆိုတော့ကင်မရာရှိလမ်း။အဲ့ကြောင့်ကျွန်တော်နောက် video တစ်ခုမှာပြပြပေးအောင်။နောက် video တစ်ခုမှာဆုံညာဘိုင်ဘိုင်။